လီချောင်းတိုက်ခိုက်မှုပဋိပက္ခရဲ့စွမ်းအားအမြင့်ဆုံးဖြစ်တဲ့သမိုင်းဝင် F15EX Eagle 2လေယာဉ်အကြောင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနေအများလှတဲ့မျက်နှုံးမြင့်လီချောင်းတိုက်ခိုက်ရေးဖြစ်စဉ်တွေမှာတာမန်ဂျက်ဖိုင်တာဒဇင်းထပ်ပို့ပြီးတော့အစင်းမြင့်တဲ့လီချောင်းအထူးပြုနည်းပညာများပေါင်းစပ်ပြီးထည့်သွင်းထားတာကတော့ F15EX Eagle 2ပဲဖြစ်ပါတယ်ရှင် အခုပြောပြပေးသွားမယ့်တိုက်လေရင်အမျိုးအစားကတော့ကမ္ဘာသမိုင်းတခြားမှာတိုက်ခိုက်ရေးတာဝန်တွေကိုကြေပြွန်စွာထမ်းဆောင်ခဲ့တဲ့ F15 series ရဲ့နောက်ဆုံးထွက် model တစ်ခုဖြစ်ပြီးတော့ကမ္ဘာသမိုင်းတခြားမှာအင်အားအကောင်ဆုံးနဲ့အားကြီးမားဆုံးသောတိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ F15EAC ရဲ့တမိုင်းနောက်ခံကိုအနည်းငယ်ပြည်သက်တွေတည်အောင်ပြောပြရမယ်ဆိုရင်တော့ F15 series ကို လွန်ခဲ့တဲ့1980ခုနှစ်နောက်ပိုင်းမှာစတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့ချိန်အထိအမေရိကန်လေတပ်အတွက်အဓိကကျတဲ့တိုက်ခိုက်ရေးလေယာဉ်တစ်ခုဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။ Boeing ကထုတ်လုပ်တဲ့ F-15EX Eagle 2လေယာဉ်ကအရင်ကကထုတ်လုပ်ခဲ့တဲ့ version အဟောင်းတွေရဲ့နာမည်ကြီးဒီဇိုင်းနဲ့နည်းပညာတွေကိုပေါင်းစပ်ထားတဲ့အတွက်ကြောင့်သူမတူတဲ့စွမ်းဆောင်ရည်တွေကိုပြသနိုင်မဲ့မျိုးဆက်အစ်တစ်ခုလို့ဖြစ်နေပါရဲ့ရှင်။ F15 EAC ရဲ့ထူးခြားချက်တစ်ခုကတော့စွမ်းအင်အပြေးဝါနဲ့တိုက်ခိုက်ရေးတာဝန်တွေကို ပြီးမြောက်အောင်ထမ်းဆောင်နိုင်ုံသာမက အခြားတိုက်ခိုက်ရေးလေယာဉ်တွေနဲ့နိုင်ရှင်မဲဆိုရင်လေသူ့ရဲ့ထိန်သိမ်းစရိတ်ကအတော်လေးကိုနည်းပါးပါတယ်ဒီလိုကုန်ကြစရိတ်ထိန်သိမ်းစရိတ်နည်းပါးတာကအနာဂတ်မှာကမ္ဘာပေါ်ကစစ်တပ်တွေအတွက်ဒီတာလေယာဉ်တွေကိုရွေးချယ်ရမယ့်အကြောင်းရင်းတစ်ရပ်ဖြစ်လာမှာပဲဖြစ်ပါတယ်ဒါပြင် F15EX Eagle 2ရဲ့နောက်ထပ်ထူးခြားတဲ့အချက်ကတော့ အလေးချိန်ပေါင်း2950ပေါင်း73.4တန်အထိရှိတဲ့လက်နက်တွေကို တင်ဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒီကြောင့်နဲ့မြေပြင်ပြစ်ခတ်တိုက်ခိုက်ရေးမေရှင်အမျိုးမျိုးအတွက်လက်နက်တွေအပြင် hypersonic လက်နက်များအထိပါတပ်ဆင်အသုံးပြုနိုင်ပါသေးတယ်။လနတက်ဆင်နိုင်မှုအရာကြည့်မယ်ဆိုရင်လေ F15EX Eagle 2ကတကယ်ကိုအဖိုးတန်တဲ့ Jet Fighter တစ်စင်းပဲဖြစ်ပါတယ်။ F15EAs ကလေကြောင်းတွင်ထိတ်တိုက်ခိုက်မှုတွေလုပ်နိုင်တဲ့ Air Superiority Fighter အမျိုးအစားပဲဖြစ်ပါတယ်။ဒါကြောင့်အမြဲပြောင်းလဲနေတဲ့ပြင်မှတ်များအတွက်အထူးသင့်တော်တာပါ။အခြားထိပ်သီးတိုက်လျင်များဖြစ်ကြတဲ့ SU-34 Fullback Russia A10 Thunderbolt 2ရုံးနဲ့နိုင်ရှင်မေးဆိုရင်တော့ F15EAs က Payload Plus မျိုးစုံအသုံးပြုနိုင်စွမ်း versatility ရှိတဲ့အတွက် အနာဂတ်ကာလမှာဆိုရင်ပို့ပြီးတော့တင်ကျဲစွာဒီလျင်ကိုအသုံးပြုလာကြမှာပဲဖြစ်ပါတယ်ဒီကနေ့ခေတ်မှာနိုင်ငံတနိုင်ငံရဲ့စစ်တပ်တစ်ခုအတွက်ခင်မိသောဆီလနက်ပစ္စည်းများတက်ဆင်အသုံးပြုခြင်းကပဲအရေးပါတာမဟုတ်တော့ပါဘူး။နည်းပညာပိုင်းအရဆိုရင်လေ Steel Electronic Warfare Avionized digital cockpit စတဲ့အခြေခံချက်လက်တွေကိုလည်းဦးစားပေးပြီးတော့မှ စတက်တစ်ခုကို ကြန့်ခိုင်တောင့်တင့်အောင်တည်ဆောက်နေကြပြီပဲဖြစ်ပါတယ်။အခုပြောပြနေတဲ့ F15 EX ကဒီချက်လက်တွေအားလုံးမှာထိတ်ဆုံးမှာနေရာယူရည်တည်နေရဖြစ်ပါရှင်။ American လီတက်နဲ့ Boring Company တို့ကပူးပေါင်းပြီးတော့မှ F15 EX ရဲ့နောက်ထပ်မျိုးဆက်သစ်များကိုအနာဂတ်မှာထုတ်လုပ်သွားမယ်လို့သိရပါသေးတယ်။ အနာဂတ်ကိုကြိုတင်မမြင်နိုင်တဲ့ခေတ်သစ်လေးကြောင်းပဋိပက္ခမှာ F15EX ကအဓိကကျတဲ့အခန်းကဏ္ဍတရအနေနဲ့ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။အနုပညာနဲ့တီထွင်ဖန်တီးမှုတို့ကိုပေါင်းစပ်ထားတဲ့ F15EX Ego 2ကတကယ်တမ်းမှာသမိုင်းဝင်လေးရင်ဖြစ်လာနိုင်ပါတယ်။လက်နက်များစွာတက်ဆင်နိုင်မှုဤပညာအသင်းများပါဝင်မှုနဲ့တက်မတော်အတွက်အသုံးဝင်မှုတွေကြောင့်အကောင်းဆုံး fighter jet ဆိုတဲ့ဂုံပုတ်တူကိုယ်တော်မှရယူနိုင်စွမ်းရှိနေပါပြီရှင်။ ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုလည်းပရိသတ်တို့အနေနဲ့ကြားနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ရှင်နောက်တစ်ဒီလိုဘူးသူတရားဖွဲ့ရအကြောင်းအရာလေးတွေကိုဆက်လက်တည်ကျင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe ပြုလုပ်ဖို့ဖိတ်ခေါ်အပ်ပါတယ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်